်မင်္ဂလာပါ The Life Channel ကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့အောင်ကုန်မြန်မာဒီခါဒီဗီလေးမှာတော့ကျွန်တော်တို့လူတိုင်းလူတိုင်းကျွန်တော်လျှက်စစ်ကိုအသုံးပြုနေတဲ့လူတိုင်းပဲသိထားတဲ့နဲ့မာဒီမီတာအသုံးပြုတဲ့နည်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီမာဒီမီတာတွေကိုဘယ်လိုလူတွေအသုံးပြုသင့်တယ်လဲဆိုရင်တော့ကျွန်တော်လျှက်စစ်အသုံးပြုနေတဲ့လူတိုင်းလျှက်စစ်ကိုသုံးနေတဲ့လူတိုင်းကအသုံးပြုသင့်ပါတယ်အဲ့တော့မာဒီမီတာလေးရှိတာပဲဆိုရင်အိမ်မှာဖြစ်တဲ့အဲကျွန်တော်လျှက်စစ်နဲ့ပတ်သက်တဲ့ဘယ်ဟာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘိုင်းလို့ထွာလို့စစ်ဆေးလို့ရမှာဖြစ်ပါတယ် အဲ့တော့ဒီဗီဒီယိုလေးမှာတော့ရရှိဆုံးနဲ့အလွယ်ကူဆုံးဖြစ်အောင်နှိစက်ပေးထားတာဖြစ်ပါတယ်ဗျ။ကစိဝသားဆိုတော့ကျွန်တော်တို့တူတူတိုက်ကြည့်လိုက်အောင်ဗျာဒါလေးကတော့အခုရပိုင်းတွင်းမှာဝယ်ထားတဲ့မာတီမီတာလေးပဲဖြစ်ပါတယ်3000ပြရပါတယ်ရင်ဆုံးကျွန်တော်တို့မာတီမီတာတစ်ခုကိုအသုံးပြုတော့မယ်ဆိုရင်ရင်ဆုံးစလက်တာကိုကြည့်လိုက်တဲ့အခါမှာ off မှာ off ကိုအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ် အသုံးမှုဆိုရင် off မှာပဲထားပြရမှာဖြစ်ပြီးတော့မှသုံးမယ်ဆိုတော့မှကျွန်တော်တခြားဘက်တွေကိုလိုအပ်တဲ့ဘက်တွေကိုလှည့်ပြီးတော့မှအသုံးပြုမှာဖြစ်ပါတယ်။မသုံးတော့ဘူးဆိုရင် off ကိုပြန်ပြီးတော့မှထားပြရမှာပါ။ဒုတိယတစ်ခုကတော့ကျွန်တော်တို့အပေါက်ကလေး၃ပေါက်ပါ။ဒီပေါက်လေး၃ပေါက်မှာဆိုရင်ကလေးပေါက်ကလေးက common ဖြစ်ပါတယ်။ဒီဘက်ပေါက်ကဘိုအုံး milliampere ဖြစ်ပါတယ်။ဒီဘက်ကတော့ 10ampere DC ဖြစ်ပါတယ်။အဲကျွန်တော်တို့ ampere တိုင်းတစ်ခါမှသုံးပါတယ်။ဒါလေးကတော့ဘိုးတွေအုံးတွေတိုင်းတစ်ခါမှသုံးပြပါတယ်။ မာရီမီဒီယာအသုံးပြုဖို့အတွက်ဘေးအကူမှကျွန်တော်စလက်မပေးခင်အရင်ဆုံးကျွန်တော်တို့ pro လေးတွေတက်ပါမယ်ဒါလေးတွေက pro နှစ်ချောင်းမှာ pro နှစ်ချောင်းမှာအနည်းနဲ့ရှိပါတယ်အရင်ဆုံးအနက်ကိုရင်ဆပြီးတော့မှတက်မှာဖြစ်ပါတယ်အနက်ကတော့ကျွန်တော်ဒီမှာပြထားတဲ့ common ဆိုတာကိုတက်မှာဖြစ်ပါတယ်အများစုကတော့ခလဲပေါက်က common ဖြစ်ဖို့များပါတယ်အရင်ဆုံး common ဆိုရဲစာပါတဲ့အပေါက်လေးကိုအရင်ဆုံးအနက်ကျိုးလေးတက်လိုက်မှာဖြစ်ပါတယ်ပြီးတော့အနည်းကျိုးတက်ပါမယ်အနည်းကျိုးကိုတော့ကိုတိုင်းကျင်တဲ့ပုံမှန်မူတည်ပြီးတော့မှတက်မှာဖြစ်ပါတယ် ် MPR တိုင်းမယ်ဆိုရင်တော့10 A မှာတိုင်းတိုင်းအိမ်မှာထားမှာဖြစ်ပြီးတော့မှကျွန်တော်တို့ဘိုးကိုအုံလို့တိုင်းမယ်ဆိုရင်တော့ဒီပေါက်မှာထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဘိုးတွေအုံတွေကိုပုံမှန်အဖြစ်တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပေါက်မှာပဲတက်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့စင်တင်သုံးလို့ရပြီဖြစ်တဲ့မာတီမီတာလေးဖြစ်ပါတယ်ကျွန်တော်ရေသုံးစပြီးတော့မှတိုင်းကြည့်ပါမယ်ဒါလေးကတော့9ဘတ်ထရီလေးပါ ဒီ9မိုဘက်ထရီကိုကျွန်တော်တိုင်းတဲ့အခါမှာဆိုရင်ဘေးအားကအပေါင်းဘေးအားကအနှုတ်ကိုပါစသဖြင့်ကျွန်တော်သိနိုင်ပါတယ်ဒီမှာတော့အပေါင်းနှုတ်တွေပြထားပြီးသားရှိပါတယ်ဒါပေမဲ့လို့ကိုယ့်ဘက်ကအပေါင်းနှုတ်မသိနိုင်တဲ့အခါမသိတဲ့အခါမျိုးတွေမှာဆိုလေဒီမီတာကိုအသုံးပြုတော့မှအပေါင်းနှုတ်ကဘိုးဝကိုကျွန်တော်တိုင်းယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်စပြီးတော့မှတိုင်ကြည့်ပါမယ်။ရင်းဆုံးကျွန်တော်တို့ဘိုးကိုတိုင်းတော့မယ်ဆိုရင်ဒီမှာကြည့်ရမှာဖြစ်ပါတယ်။ဒီမှာ DC ဘိုးဘက်ကိုချိန်ရမှာဖြစ်ပါတယ်။ v ဆိုတဲ့ဟာလေးကမ v နှစ်ခုရှိပါတယ် v မှာ similar ပါတဲ့ဟာလေးက ac ကိုတိုင်းရမှာဖြစ်ပြီးတော့မှမြင်းပြောင်းပါတဲ့ဟာလေးကတော့ dc ကိုတိုင်းရမှာဖြစ်ပါတယ်ကျွန်တော်တိုင်းတဲ့နေရာမှာလည်းဒီမှာဆိုရင်20 m ရှိမယ်2ဘုရှိမယ်200ဘုရှိမယ်20ဘုရှိမယ်200ဘုရှိမယ်600ဘုတိရှိပါတယ်အဲ့တော့အဲဝင်းကျင်မှာကိုတိုင်းကျင်တဲ့ຢာလေးတွေကိုဆက်လက်ပေးပြီးတော့မှတိုင်းရမှာဖြစ်ပါတယ်။အခုကျွန်တော်က9ဘုတ်ကိုတိုင်းမှာဖြစ်တဲ့တော့ကြောင့်မလို့ 20ဘူးနေရာကိုကျွန်တော်တို့ရွှေ့ထားလိုက်ပါမယ်ဒါဝင်းကျင်ပေါ့ဒီဝင်းကျင်မှာတိုင်လို့ရမှာဖြစ်ပါတယ်အဲအရင်ဆုံးကျွန်တော်တို့အဲဒေါက်လေးလေးပါပါတယ်ဒေါက်လေးနဲ့ဆိုတော့ပို့ပြီးတော့ဆင်ပြေတာပေါ့ကျွန်တော်ဒီမှာတိုင်ကြည့်ပါမယ်ဒါဆိုရင်ဘူးတန်းထွက်လာပြီ9.8 9.8ဘူးဖြစ်ပါတယ်ဒါပေမဲ့ဒီမှာ minus နဲ့ကြီးပါနေပါတယ် minus နဲ့ပါနေတယ်ဆိုရင်ဒီအနီးနဲ့ထောက်တာကမှားနေတယ်ဆိုတဲ့သဘောပါပဲအဲ့တော့ကျွန်တော်ဘောင်းပြန်ပြန်ပြီးတော့မှထောက်ကြည့်ပါမယ် ဒါဆိုရင်တော့ကျွန်တော်နှုတ်ကြီးမပါတော့ပါဘူးဘူအပြင်9.8ပြတယ်အဲ့တော့အနီဒီပေါင်းဖြစ်ပြီးတော့မှအနက်ဒီအနှုတ်ဖြစ်ပါတယ်ကျွန်တော်ပြန်တိုင်းကြည့်ပါဦးမယ်ဒီမှာဆိုရင်ကျွန်တော်တို့မိုင်းနဲ့ကြီးပြနေပါလေဒီလိုတိုင်းမှာသာလေကျွန်တော်တို့မိုင်းနဲ့မပြတော့ဘဲနဲ့ plus အနေထားမှာရှိတာဖြစ်ပါတယ်အကြောင်မလို့အနီဒီပေါင်းဖြစ်ပြီးတော့မှအနက်ဒီအနှုတ်ဖြစ်ပါတယ်ဒါကတော့ DC battery ကိုတိုင်းတာဖြစ်ပါတယ် တိုင်းပြီးသွားပြီကျွန်တော်တို့တုံးပြီးသွားပြီဆိုတော့ off မှာအမြဲတမ်းပြန်ထားပါမယ်။ဒါလေးကတော့ register လေးပါကျွန်တော်တို့ register လေးကို တိုင်းကြည့်မှာဖြစ်ပါတယ်။ register ရဲ့တန်ဖိုးဆိုရင်ကျွန်တော်တို့ဒီမှာရောင်ခွင်းလေးတွေကိုကြည့်ပြီးတော့မှတန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကိုသိရှိနိုင်ပါတယ်။ဒါပေမဲ့လို့ဒီမှာကတော့မီတာကိုတုံးပြီးပြီးတော့မှဘယ်လောက်တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့တိုင်းကြည့်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ register ကိုတိုင်းတော့မယ်ဆိုရင်ဒီမှာအစင်းရောင်နေမြေလေးတစ်ခုရှိပါတယ်အစင်းရောင်နေမြေလေးမှာဆိုရင်ကျွန်တော်တို့အုံတံမိုးလေးအုံသင်္ကေတလေးပြထားပါတယ်အုံသင်္ကေတလေးရှိတဲ့ဘက်ကိုကျွန်တော်လှည့်ပြီးတော့မှတိုင်းရမှာဖြစ်ပါတယ်ဒီမှာတိုင်းဖို့အတွက်တခြားအစိတ်ကလေးလည်းရှိပါသေးတယ်ဒါဆိုရင်နေရာနေရာဝန်းကျင်အုံရှိတဲ့ဟာကိုဒီမှာတိုင်းရမှာဖြစ်ပြီးတော့မှဒီဘက်က 2K ကတော့ 2K ဝန်းကျင်အဲဒါ 20K ဆို 20K ဝန်းကျင် 200K ဆို 200K ဝန်းကျင်နဲ့ 2m ဆိုရင် 2m ဝင်းကျင်ရှိတဲ့နေရာကိုထားပြီးတော့မှကျွန်တော်တို့ကတိုင်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်စလက်တာလေးကိုလှည့်ပြီးတော့မှကျွန်တော်တို့က 2kt ထားပြီးတော့မှတိုင်ကြည့်မှာဖြစ်ပါတယ်ဒီ resistor ကဘယ်လောက်ရှိသလဲဆိုတာကိုကျွန်တော်တို့အုံတန်မှုတိုင်ကြည့်မှာဖြစ်ပါတယ်ဒါဆိုရင်စပြီးတိုင်ကြည့်ပါပြီ resistor မှာဆိုရင်တော့ကျွန်တော်တို့ပေးအအပေါင်းလုံးမရှိတဲ့အတွက်ကြောင့်မလို့အဆင်ပြေသလိုတိုင်လို့ရပါတယ်ဒီမှာဆိုရင်မပြပါဘူး1ပဲပြနေပါတယ်အဲ့တော့ 20k ကိုထားကြည့်ပါမယ် ဒီနေ့ကိုထားပြီးတော့မှတိုင်းကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် 20k မှာလည်းမပြပါဘူး1ပဲပြနေပါတယ်အဲ့တော့ 200k 200k ကိုပြောင်းကြည့်မှာဖြစ်ပါတယ် 200k ကိုပြောင်းလိုက်မှပေါ်လာပါပြီကဘလောက်ရှိလို့ဆိုတော့94.96သူသိတော့မငြိမ်ဘူးဗျ96ထားပါတော့ 96k 96k ohm ရှိတဲ့ resistor လေးပဲဖြစ်ပါတယ် ဒီ resistor ရဲ့တန်ဖိုးက 96k ရှိပါတယ်တသိမ့်မငြိမ်းဘူး96.4 96k ရှိတဲ့ resistor လေးပဲဖြစ်ပါတယ်ဒီနောက်တစ်ခုနောက်တစ်ခုလေးကိုတိုင်းကြည့်ပါမယ်ဒါလေးကတော့ဘယ်လောက်ရှိမလဲမသိပါဘူးဒါလေးကိုကျွန်တော်တို့ကမီတာနဲ့တိုင်းကြည့်မှာဖြစ်ပါတယ် ဒီမှာဆိုရင်26.4ထွက်လာတဲ့အတွက်ကြောင့်မလို့ 26k ohm ရှိတဲ့ resistor လေးဖြစ်ပါတယ် 26k ohm ရှိပါတယ်ဒီမှာနောက်တစ်ခုကဘယ်လောက်ရှိသလဲဆိုတော့နောက်ထပ် resistor တစ်ခုပါဒါလေးကိုလည်းတိုင်းကြည့်ပါမယ်ဒါကတော့0 0.9ဆိုတော့ဒါက 1k ပါ 1k ohm ရှိတဲ့ resistor လေးပဲဖြစ်ပါတယ် ါကတော့ resistor တိုင်းလေးလေးဖြစ်ပါတယ်ကျွန်တော်တိုင်းထွားလို့ပြီးသွားပြီဆိုရင်တော့မတုံးတော့ဘူးဆိုရင်ကျွန်တော် off ကိုပြန်ပြီးတော့မှပြန်ထားပါမယ်နောက်တစ်ခုကျွန်တော်တို့မီးသီးလေးကိုစမ်းကြည့်ပါမယ်ဒါကတော့ LED မီးသီးလေးပါ LED မီးသီးမှာဆိုရင်အရှိကအပေါင်းအတူကနှုတ်ပါဒါကိုမသိဘူးဆိုရင်လည်းကျွန်တော်တို့ဒီမီတာနဲ့ပဲတိုင်းကြည့်လို့ရပါတယ်ကျွန်တော် LED မီသီးတိုင်းမှုအတွက်ဗမာထားရမယ်ဆိုတော့ဒီမှာဆိုရင်အနီရောင်လေးပါပါတယ်ကျွန်တော်တို့ဒိုင်အုပ်တင်ဂီတာလေးလည်းပါတယ် အဲပြီးတော့ speaker သင်္ကေတလေးလည်းပါပါတယ်အနီရောင်လေးနဲ့ပြထားတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒီကိုကျွန်တော်တို့က select ပေးပြီးတော့မှတိုင်းကြည့်ရမှာဖြစ်ပါတယ်ဒီမှာပါဒီမှာကျွန်တော်တို့ select ပေးလိုက်ပါပြီဒီမှာဆိုရင်ကျွန်တော်စပြီးတိုင်းကြည့်မယ်အတူကအနှုတ်အရှိကအပေါင်းမှာ ။အဲဆိုရင်ကျွန်တော်မီးလင်းပါတယ်။ဒီမှာဆိုရင်အပေါင်းတို့လည်းမှန်ပါတယ်။ပေါင်းတို့မှန်မှမီးလင်းတာဖြစ်ပါတယ်။ကျွန်တော်ပြောင်းပြန်ပြန်ပြီးလုပ်ကြည့်ပါမယ်။ဒီမှာမီးမီးလင်းပါဦး။ဒါဆိုရင်ပေါင်းတို့လွဲနေလို့ပါ။ပေါင်းတို့မှန်မှသာလျှင်ကျွန်တော် LED ကမီးလင်းမှာဖြစ်ပါတယ်။ပြီးတော့လည်းဒါက LED ကအကောင်းတယ် LED မပြတ်ဘူးဆိုတဲ့သဘောလည်းဖြစ်ပါတယ်။နောက်တစ်ခုကဒိုင်အုပ်ပါကျွန်တော်ဒိုင်အုပ်မှာဆိုရင်တစ်ဖက်က ကတ်တုပ်တစ်ဖက်ကအနှုတ်ဖြစ်ပါတယ်အရစ်ပါတဲ့ဟာလေးကအနှုတ်ဖြစ်ပြီးတော့မှအရစ်မပါတဲ့ဟာကအပေါင်းဖြစ်ပါတယ်အဲ့တော့တိုင်းဟုတ်တိုင်းတဲ့ခါမှလည်းဒီတင်ဂီတာလေးမှာပဲတိုင်းမှာဖြစ်ပါတယ်အဲ့တိုင်းဟုတ်တိုင်းတဲ့ခါမှဆိုရင်ကျွန်တော်တို့အပေါင်းနှုတ်ကိုကြည့်ပြီးတော့မှ တိုင်းမှာဖြစ်ပါတယ်အရင်ပါတဲ့ဘက်ကအနုတ်အရင်ပါတဲ့ဘက်ကအပေါင်းဖြစ်ပါတယ်ဒါဆိုရင်အလုတ်လုတ်တယ်ဆိုတဲ့သဘောပါဒါတော့တစ်ဖက်လှည့်ပြီးတော့ပြန်တိုင်းပါမယ်ဒါဆိုရင်ကျွန်တော်အပေါင်းတို့ဗမာလာဖြစ်တဲ့အကြောင်းမလို့အလုံးမလုတ်ပါဘူး ဒါဆိုရင်တော့ဒိုင်းအုပ်ကကောင်းပါတယ်တကယ်လို့လို့မဟုတ်ဘဲနဲ့ဘယ်ဘက်ကိုပဲလှည့်လဲအဆက်အသွယ်ရှိနေတယ်ဆိုရင်တော့အာကျွန်တော်ဒိုင်းအုပ်ပျက်စီးနေတဲ့သဘောပါဒါဆိုရင်တော့ဒိုင်းအုပ်ကောင်းတဲ့သဘောပါပြီးတော့ဒီမှာပဲနောက်တစ်ခုကျွန်တော်တို့ connecting တိုင်းမှာဖြစ်ပါတယ်ဆက်သွယ်မှုရှိလားမရှိလားဆိုတာတိုင်းမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘဇာလေးကမြည်နေတာပါအဲ့ဒါဆက်သွယ်မှုရှိတယ်ဆိုရင်အတန်လေးညီလာမှာဖြစ်ပြီးတော့မှဆက်သွယ်မှုမရှိဘူးဆိုရင်တော့အတန်မမီပဲနေမှာဖြစ်ပါတယ် အဲ့တော့ဒီဝါကြိုးတစ်ခုမှဆိုရင်အဆက်အသွယ်ရှိလားမရှိလားဆိုတာကိုကျွန်တော်တိုင်ကြည့်ပါမယ်။တမ်းမိပါတယ်။ဒါဆိုရင်ဒီဝါကြိုးမှာအဆက်အသွယ်ရှိနေတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ဒါဆိုရင်ဝါကြိုးကောင်းတယ်ဆိုတဲ့သဘောပါ။ဝါကြိုးပြည့်နေတယ်ဆိုရင်တော့ကျွန်တော်ဒီပဇာတန်ကိုကြားမှာမဟုတ်ပါဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့ black socket ကလေးနဲ့ကျွန်တော်တို့ black ခေါင်းလေးဒါလေးကိုကျွန်တော်အဆက်အသွယ်တိုင်ကြည့်မှာဖြစ်ပါတယ်။ဘယ်ဟာကအနှုတ်ကိုချိန်ရမယ်ဘယ်ဟာကပေါင်းကိုချိန်ရမယ်လို့မတဲခွဲတဲ့ခါမှလည်းဒီမီတာနဲ့တိုင်လို့ရပါတယ်။ ဒီမှာဆိုရင်ကျွန်တော်တို့အဖိုးကောင်းနဲ့အမာကောင်းလေးကိုကျွန်တော်တို့ကတက်ပြီးတော့မှစမ်းကြည့်မှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ငုတ်တူလေးကအပေါင်းလားငုတ်ရှိကအပေါင်းလားပြီးတော့ဒီဘက်ကဆော့ကတ်ကိုတက်တဲ့ခါမှလည်းဒီဘက်ကအနက်ကျိုးနဲ့တက်ရမလားအနီကျိုးနဲ့တက်ရမလားဆိုတာကိုမသေးခွဲတဲ့ခါမှကျွန်တော်တို့ဒီမီတာလေးကိုတုံးပြီးတော့မှစမ်းကြည့်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အနက်ကျိုးနဲ့ဒီဘက်ကငုတ်တူလေးနဲ့အရင်ဆန်းကြည့်ပါမယ်။သူတို့ဆက်သွယ်ရှိခဲ့တယ်ဆိုရင်တော့အဲသူတို့ အဲကျွန်တော်ငုတ်တူလေးဒီအနေကျိုးဖြစ်ပြီးတော့မှငုတ်ရှည်ဒီအနေကျိုးဖြစ်မှာဖြစ်ပါတယ်မလားဆိုရင်ကျွန်တော်ဆက်သွယ်မရှိပါဘူးကျွန်တော်ပဇာလေးမမြည်ပါဘူးကျွန်တော်တို့နောက်ကအရှိန်တိုင်းကြီးပါမယ်အရှိန်နဲ့ဆိုရင်တော့ပဇာကမြည်လာပါတယ်အဲ့တော့အနေကျိုးနဲ့ငုတ်ရှည်နဲ့ဒါလည်းဆက်သွယ်ရှိတာဖြစ်တဲ့ကြောင့်မလို့ငုတ်ရှည်မှာဆိုရင် အနေကျိုးတက်ရမှာဖြစ်ပါတယ်မိုင်းနဲ့ကျိုးတက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အနေကျိုးနဲ့မစစ်ကြည့်တဲ့ခါမှာဆိုရင် အနေကျိုးရဲ့ကျွန်တော်ငုတ်တူလေးရဲ့ဆိုရင်ဆက်သွယ်ရှိပါတယ် အဲ့ဒါဆိုရင်ငုတ်တူလေးမှာဆိုရင် plus 2အနီး2တက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တဲတဲကွဲကွဲတီးရပြီဖြစ်ပါတယ်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီ socket ဒီကျွန်တော်တို့ female ခေါင်းလေးမှာရှိတဲ့အတွင်းနဲ့အပြင်ကိုလည်းကျွန်တော်စမ်းသပ်ကြည့်လို့ရတယ်အရင်ဆုံးကျွန်တော်တို့မိခေါင်းလေးကိုပဲအရင်ဆုံးစမ်းကြည့်ပါမယ်မိခေါင်းလေးကအတူလေးကအတွင်းကလားအပြင်ကလားဆိုတာကိုအရင်စမ်းကြည့်ပါမယ်အတွင်းနဲ့ကိုကျွန်တော်တို့တစ်ခုထည့်မယ် ပြီးတော့အပြင်မှာတစ်ခုထည့်မယ်အဲဆိုအတူလေးကဒါလည်းအတွင်းနေရဖြစ်ပါတယ်အဲဆိုရင်အတူလေးကအတွင်းနဲ့ချိတ်ဆက်ထားပြီးတော့မှအပြင်သည်အရှည်နဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကျူးတက်တဲ့ခါမှာအပေါင်းလုံးမလွဲအောင်ကျွန်တော်တို့စစ်ဆေးရတဲ့နီးလေးပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာဖီမီကောင်းလေးကိုလည်းထပ်ပြီးတော့မှစစ်ကြည့်ပါဦးမယ်အထဲကအတွင်းကဟာကအနီလားအနက်လားဆိုတာကိုစမ်းမှာဖြစ်ပါတယ်အဲ့တော့အနီနဲ့ကျွန်တော်တို့ အတွင်းနဲ့အရင်ဆုံးထောက်ကြည့်မယ်အတွင်းနဲ့ထောက်ကြည့်တဲ့ခါမှသူအဆက်အသွယ်ရှိပါတယ်အတန်းမြည်တယ်အပြင်နဲ့ထောက်ကြည့်တဲ့ခါမှဆိုရင်အပြင်ကဆက်အသွယ်မရှိပါဘူးအဲ့တော့အတွင်းကလည်းဆက်အသွယ်ရှိတာဖြစ်တဲ့ကြောင့်မလို့အတွင်းဆက်အသွယ်သည်ကျွန်တော်အနီကျိုးတာဖြစ်ပါတယ်အဲ့တော့အပြင်ဆက်အသွယ်သည်အဲကျွန်တော်တို့အနက်ကျိုးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အကြံမြင်အဖြစ်ဖွဲ့ခြားသိရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီလိုပိုကောင်းမကောင်းတက်တဲ့ခါမှလည်းကျွန်တော်တို့အပေါင်းနှုတ်မလွဲဘဲနဲ့ မမင်္ဂကန်တက်နိုင်မှာဖြစ်ပါတယ်ဒရိုမီတာလေးကိုအသုံးပြုလို့ပြီးသွားပြီဆိုရင်တော့ငကိုစီရင်ဆွဲ off နေရာကိုပြန်ပြီးတော့မှထားပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာမာတီမီတာလေးကိုပြန်ပြီးတော့မှကြည့်မယ်ဆိုရင်အဲဒီမှာဆိုရင်ကျွန်တော် AC ဘုတ်ကိုတိုင်းလို့ရတယ် DC ဘုတ်ကိုတိုင်းလို့ရတယ်အုံးတန်မိုးတွေကိုတိုင်းလို့ရတယ်ဒီမှာဒိုင်အုပ်တွေတိုင်းလို့ရမယ်အဲကျွန်တော်တို့ဒီ connection ရှိမရှိ ကိုတိုင်းလို့ရမယ်ဖြစ်ပါတယ်ဒါကတော့ ကျွန်တော်တို့ transistor တိုင်းလို့ရမယ်ဒါကတော့ ampere ကို တိုင်းလို့ရမှာဖြစ်ပါတယ်ဒါကတော့လောစဉ်မှာကျွန်တော်လက်ရှိသုံးနေတဲ့အနေထားကိုပဲကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့မာတီမီတာလေးကိုအလွယ်ကူဆုံးပုံစံနဲ့သုံးနိုင်ပြီသုံးလို့ရပြီလို့ယူဆပါတယ်ဘလို့မာတီမီတာပဲလာလာအသုံးပြုနိုင်ကြဖို့ညွှန်လင်းပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ခြေနဲ့နှစ်သက်ကြလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့နှစ်သက်ခဲ့တယ်ဆိုတော့ like လေးပေးခဲ့ပါဦးမြတ်တကယ်လို့နှစ်သက်ခဲ့ဘူးဆိုတော့ unlike လေးပေးခဲ့ဖို့မမေ့ပါနဲ့နော် ားလုံးကိုထူပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာကြည့်တွေ့ကြမှာပြ